ပုံမှ905ခါခွေပုံမှ18တိုးနဲ့ထောင်တန်း73နှစ်6လချမှတ်ခံထားရတဲ့ MDCF အခွဲကောင်းဆောင်ကိုထင်ကျော်ကိုဩဂတ်လ31ရက်နေ့ကမြောက်ကလာပါမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။မြောက်ကလာပါမြို့နယ်ငါရက်ကွယ်နွေနီ71လမ်းမှာရှိတဲ့ဘောလုံးကွင်းနေရာကို လုပ်ငန်းရှင်တအူးကဝယ်ယူထားခဲ့ပြီးခြံစည်းရိုးခက်ရာ ကိုထင်ကျော်နဲ့ရက်ကွက်နေပြည်သူတွေကခြံစည်းရိုးတိုင်တွေကိုဖျက်ဆီးခဲ့ကြတယ်။ ဒီလိုဖြစ်စည်းခဲ့တာကြောင့်အဆိုပါလုပ်ငန်းရှင်ကပုံမှန်448ပုံမှန်428တို့နဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာမကြခင်2015မှာကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးမဲ့မဲရွယ်ပွဲကြီးလာပါတော့မယ်အဲ့ဒီမဲရွယ်ပွဲမှာကျွန်တော်တို့ဒီလက်သုံးချောင်းထောင်တဲ့တင်ရည်သားလိုပဲအုတ်ချုံရဲ့အဖွဲ့မှာဘိုးချုပ်အဟောင်းတင်တယ်မပါရဲ့ တရားဥပဒေပြုတဲ့ဥပဒေပြုလွတ်တော်မှာဗိုလ်ချုပ်အဟောင်းတည်နေမပါရေးခရိုနီကောင်နေမပါရေးတရားစီရင်ရေးမှာဗိုလ်ချုပ်အဟောင်းတည်နေမပါရေးဝင်ရောက်မဆွတ်ဖက်ရေးအတွက်ဒီလက်သုံးချောင်းထောင်တဲ့တင်ကြတာဟာအာနာရှင် အလိုမရှိကြောင်းဖြစ်ပါတယ်အဲ့ဒီအတွက်ပြည်သူတွေဟာ2015နိုဝင်ဘာလ10ရက်နေ့မှာဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကိုပြက်ပြက်တတထောက်ခံကြပါ ကျွန်တော်တို့60ခုနှစ်ကကျွန်တော်တို့ကိုယ်တိုင်မဲတွေကိုစစ်ဘောကျောက်တဲ့လိန်ယူသွားခဲ့တယ်နောက်တစ်ခါအလိန်မခံအောင်လို့ပြည်သူတွေရဲ့ဆန္ဒကိုပြက်ပြက်သားသားထုတ်ပေါ်ပါအခုရုံချင်းဟာ6ချိန်မြောက်ရုံချင်းဖြစ်ပြီးတရလူရဲ့တငယ်ချင်းဖြစ်သူတရလူပြတပ်သေးတဦးကို စစ်ဆေးခဲ့တယ်လို့သိရပါဗျ။အဆိုပါအမှုကိုစက်တင်ဘာလ10ရက်နေ့ကိုရုံချင်းထပ်မံချိန်ဆခဲ့ပါဗျ။ MDCF အဖွဲ့ကောင်းဆောင်ကိုထင်ကျော်ဟာ ိုင်ငံတော်အတည်ညိုပြည့်စုံမှုပုံမှ905ခခွေနဲ့ဆက်တက်မှုပုံမှ16နဲ့4မှုပုံမှ19တမှုတို့နဲ့ထောင်ဒဏ်73နဲ့6လချမှတ်ခံထားရသူဖြစ်ပါတယ်။